်ကျောင်းဝိုင်းကနောက်ကျပြန်လာပါတော့ဒါပေမဲ့စက်နှက်ကောင်လူမသိဘဲနဲ့ခွတ်လိုက်တယ်ပေါ့နော် ဘယ်လိုခုတ်ပြီးရောကျွန်တော်တို့ဘယ်လိုကုတာပုံပေါ့ကျွန်တော်ရှင်းပြမယ်နော်ညီနော်ပုံလေးနဲ့တကွာကျက်နှကောင်ခွတ်တာဒီလိုကြီးပေါ့နော်ဒီလိုကြီးဖြစ်တယ်ပေါ့နော်ကျက်နှကောင်ဒီမဲ့ဒါတွေရောင်းကိုင်းလို့ဒါကျက်ပေါက်တွေပေါ့ဆိုတော့အဲ့လိုပဲဒါကိုကျွန်တော်ကမကုတာလိုက်ရင်ဘာတွေဖြစ်မလို့ဆိုတော့ဒါတွေရောင်းသွားမယ်အတက်ဆွေးဖြစ်မယ်နောက်ပြီးအာချက်တွေဖြစ်မယ်ဒီပချိတ်တွေမှာကျွန်တော်တို့ဟိုပေါ့နော်အသီးတွေပေါ့နော်အိုးအတက်အလုံးကြီးဖြစ်သွားပြီအဲ့ဒါကျွန်တော်ကဘယ်လိုလုပ်ရမလဲကိုကဆိုကျွန်တော်ကဘယ်လိုလုပ်ရမလဲနီးစနစ်တွေဆိုအခုကျွန်တော်ပြပြပါမယ်နော်ညီတော်အခုကျွန်တော်ပြောရဲနီးစနစ်ကလေးကိုကြိုက်တယ်ဆိုရင်စိတ်ထားပြပါ ၄၃၁၅၃၉၈ကျွန်တော် Viber မှာအတူတူညီကိုဆက်ပြပေးပါတယ် Okay ဒီပုံစံနဲ့တော့ကျွန်တော်ငငယ်လေးနဲ့ခြောက်အဲကျွန်တော်တို့ဒီမြမနီးပုံစံမျိုးတော့ဒါလေးကိုမီးပလန်လေးထုတ်မယ်ကျွန်တော်၃မိနစ်ရေလိုလေးလောက်ထားမယ်ရေလေးကိုကျွန်တော်တို့ဟိုမပြည့်တပြည့်လေးမမမပြည့်တပြည့်လေးကျွန်တော်တို့ဟိုထည့်ပြီးတော့ကျွန်တော်တို့၃မိနစ်ရေလိုတင်မယ်ပေါ့နော်ညီတို့ကျွန်တော်တို့စပြီးတော့ဒီလိုလေးပေါ့ဒါလေးကတ်ကြည့်မယ်ကတ်ပြီးတော့ရပြီဆိုရင်ချက်ကိုကျွန်တော်တို့ဒီလိုလေးချက်ကိုပို့တယ်နော်ညီတို့ ဲ့ကျွန်တော်ကြောက်ပလီကိုဒီလိုလေးထိုးပြန်။မြန်မြန်လေးပေါ့နော်ညီမတို့။ဒါဆိုရင်ကြောက်ဘူးအခုနအတက်ဆွေးတေရာတွေအလုံးကြီးကျန်တာရလုံးဝဖြစ်တော့ဘူး။နော်ညီမတို့။အားလုံးမင်္ဂလာပါဒါလေးကြိုက်တဲ့ဆိုရင်ခါရင်ဒီလေးစိတ်ထားပါညီကိုဒါချက်ဖူးပြီးတော့အတက်ဆွေးဖြစ်တာရပါရင်မဖြစ်တော့ဘူးနော်ညီကိုနော်အားလုံးမင်္ဂလာပါချက်တကောင်မခွတ်မဲ့အနေထားရဆိုရင်ကိုကောင်ကဘလို့လဲလို့ကျွန်တော်မေးရညူရှိတယ်။ तू ကလွဲပါတယ် ျွန်တော်ပြောမယ်ချက်တွေပါနေစလုံးကြီးကဲနေအောင်စားထိုင်ချက်တွေချက်ခွတိုင်းမခွပါဘူးဗျအဲ့ဒီတတိထားမှာဘာဖြစ်ချက်တကောင်ဖုတ်တယ်လူးနေချက်တွေတိုင်းမခွဘူးဗျပုတ်လူးပြီးတော့တိုင်ချက်မခွပါဘူးအဲ့ချက်ကမိုးရဲရဲမှာချက်ချက်ခွတွေရော့ပါတယ်အဲနောက်ပြီးတော့အိုးပြောင်းမှုဇန်တွေပြောင်းမှုစီပေါ့နော်ပြောင်းမှုပြောင်းမှုအဆူစားရင်ချက်တွေဤတယ်ဗျနောက်ပြီးမြေပဲဇန်တွေပါစားထားရင်လည်းချက်ကသေးချာပေါက်ကိုမခွပါဘူးဗျအဲ့ဖရဲသီးစားထားရင် မခွပါဘူး အဲဒါကချက်ခွတ်မခွတ်တဲ့အနေထားတွေကိုစက်တရနောက်ပြီးစက်တရကျွန်တော်ကျွန်တော်စက်လီစက်လွင်လို့မွေးထားရပေါ့နော်ဥမာကျွန်တော်ဝက်စာစားတာဆိုတော့ဝက်စာဆိုတော့လည်းပြောရမယ်ဆိုတော့ကျွန်တော်သမင်းအင်းနေစားတာပေါ့နော်သမင်းနေစားတာစက်တိဆိုလဲဝိုင်းထဲမှာချက်အီးပြီးတော့မခွတ်ပါဘူးဗျစက်ကပိန်တာနဲ့အီတာနဲ့ဘယ်ဟာအဆိုးတော့ဆိုတော့ ပိန်နာမှာခွတ်သေးတယ်မူရိတ်မှာပြုတ်ပြီးတော့မှရှုံတာဗျဝရာပိုးဆိုးတယ်ဝပြီးတော့အစတော်နိုင်ကျုပ်ဟာလွတ်တော်နိုင်ကြက်ကမခွတ်တာဗျဝရင်သီထားပါမြေဘက်သားစားတာတို့မခွတ်ဘူးနောက်ပြီးတော့ဖုတ်လုံးကြီးမခွတ်ဘူးနောက်ပြီးတော့ကြက်စလုံးထဲမှာတိုက်ခန်းကြီးကိုကဲနေမခွတ်ဘူးဗျနောက်ပြီးတော့ဒီပေါ့နော်ဟိုနောက်ပြီးတော့ဆေးတွေပါလေတိုက်တယ်ဆိုတာလည်းရှိသေးတယ်ဥပမာကျွန်တော်က တဖားပုံတဖားပုံသုံးမပုတ်တော့ကိုအာခုမှဝိုင်းစခိုင်းမဲ့ကြက်တွေပေါ့ကျွန်တော်ကကြက်တကောင်ကပုတ်တာနဲ့ဝိုင်းခိုင်းတာနဲ့မတူဘူးဗျပုတ်တာဆိုတာလူတယောက်က9မိနစ်တခါတော့ပဲကောက်ကောက်ပြင်တာဗျအဲဝိုင်းခိုင်းတဲ့ဆိုတာစီးစက်ရောက်ရင်စီးစက်က9မိနစ်တခါ10မိနစ်မှတခါရောက်နေရောက်သွားနိုင်တယ်ပြောလို့မရအောင်အဲဒါမှမဟုတ်10မိနစ်နဲ့တည်းစီးစက်တခါတည်းရောက်ရောက်သွားနိုင်တယ်အဲမှာကောက်ပြင်ကောက်ပြင်နေတဲ့တူတာဒါတဝိုင်းရဲ့ကောက်ပြင်နေရေလေးတိုက်တယ်ကောက်တယ်ရေလေးကောက်တယ်ရေလေးတိုက်တယ်ဆိုတာဒါကတော့ကျွန်တော်တိုက်ဝိုင်းရဲ့အလေးအထားလေးပေါ့နော်အဲ့ အဲ့လိုမျိုးခိုင်းပြီးဝိုင်းထဲမှာအဲ့လိုမျိုးတဝိုင်းနောက်နှစ်ဝိုင်းလောက်ခိုင်းပြီးတော့စေးသုံးတာကောင်းတယ်ဗျကြက်စေးဆိုတာဘယ်လိုစေးရင်ဆိုတော့ခုတ်စေးခံစေးတွေရှိရဲ့ဗျခုတ်စေးခံစေးဆိုတာကြက်ဘယ်လိုကြက်တွေမျိုးသုံးတင်တယ်ဆိုတော့ ကြက်အယူအမာတို့ဝဲခိုင်းပြီးသားသုံးလေးဝဲခိုင်းပြီးသားကြက်ဆိုရင်တော့စေးသုံးတွေမမားဘူးဗျကြက်ချွဲကြက်စိမ့်တွေပါဆိုရင်တော့စေးသုံးတွေတခါတည်းမှားသွားတယ်ဗျကိုကြက်ကိုကိုစေးပြန်ခွန့်လို့ဖြစ်တယ်ဗျဟိုကြက်ဆိုတာစေးနဲ့မရင်မားတဲ့ကြက်တွေရှိရဗျဥမာအရိုင်းပုံတော့အရိုင်းတက်တက်ကြက်တွေဆိုရင်ဟိုခုစေးခံသေးလေးသုံးလိုက်ရင်သူတို့မှဟိုတေခုပြီးနောက်တေကြမခွတ်တော့ဘူးဗျအဲ့လိုပေါ့အဲ့မလို့ကျွန်တော်ကကြက်တောင်မှခုစေးခံသေးသုံးရင်ကြက်တွေကဝိုင်းခိုင်းပြီးသားကြက်တွေပေါ့ အဲတဝိုင်းခိုင်းပြီးသားနှစ်ဝိုင်းခိုင်းပြီးသားအမာချာနဲ့ဒါပေချက်ယူချက်တဲ့ကောင်းကောင်းချက်တွေဆိုတော့စေးသုံးတာကောင်းပါလေအဲချက်စိမ့်နေပါဆိုတော့စေးမသုံးသင့်ပါဘူးနော်ညီကောအခုနကျွန်တော်ပြောတဲ့အလေးထားတွေဆိုချက်မခွတ်တာဟာရညားတယ်ပေါ့အဲချက်ခွတ်မဲ့အစားတောက်တွေဆိုလဲကျွန်တော်ဒီမှာဒီရနေဒီစပိုလီရနေအတူတိတ်ကျွန်တော်တင်ပြပါမယ်ညီကိုကျွန်တော်လည်းအားပေးကြပါအောင်ဒီတရားညီကိုအားလုံးမင်္ဂလာပါကျဆူရာရင်းနှီးကိုဝင်ကြည့်လို့မရဘူးဗျ။ ။တွင်းနဲ့ကိုသားနဲ့ကိုသူတို့ရဲ့အသိစိတ်တွေကိုကျွန်တော်ကခံမန်းလို့မရဘူး။ကျွန်တော်ကစကရင်ဖက်လိုက်တာနဲ့အကုန်လုံးဘာညာညာတော့တိလို့ရတဲ့တရဝါမျိုးမဟုတ်ဘူး။သူတို့ရဲ့နှလုံးတွေကြောက်ကြက်တွေကိုကျွန်တော်ဓာတ်မှန်ရိုက်ပြီးတိလို့ရမယ်။သူတို့ရဲ့အတွင်းစိတ်တွေဗီဇာတွေကျွန်တော်ကမပိုင်ဘူး။လူတော်မှဟိုကျွန်တော်ကကိုကိုကိုကျွန်တော်မပိုင်ဘူး။ကျွန်တော်တို့ပိုင်တာစိတ်ကပိုင်။သူတို့လည်းအလိုပဲ။သူတို့သူတို့ကသူတို့မပိုင်သူတို့စိတ်ကပိုင်။ပြောချင်တဲ့အဓိကကျွန်တော်စကားကတော့ညီကိုလေးကိုကျွန်တော်ပြောချင်တဲ့စကားကတော့ ကတခါဒီဒီပွဲမှာပြေးပြီးတော့နောက်ွက်ပြေးချင်ဒီပြေးချင်မှာပြေးရတယ်ရှိတယ်ရှုံလားမသိဘူးဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့ဒါပြောရမယ့်စကားဥမာဒီချက်ဥမာဒီချက်ကတော့ဒီပွဲမှာပြေးသွားတယ်ဒါမင်းတို့ဒီချက်ကနောက်ွက်ကပြေးနေမှာပြေးတာတော့ညီကိုအဲ့တကယ်ယုံလိုက်ကျွန်တော်တွေ့ဦးတယ်ဒါမင်းတို့ဒီချက်ကဒီပွဲမှာပြေးလဲနောက်ွက်မှာသူ့ရင်ရောက်သူပြေးသွားချက်ရှိတယ်ဒါမင်းတို့သတ္တမကြီးအများဆုံးသိရဲ့အတိအားချက်ကပြေးပြီးသားချက်ကဒီရောက်ဒီပြေးလို့ပြောကြတယ်ဟုတ်ပါတယ်လက်တက်ခံပါ အဲ့ဒါတော့ကျွန်တော်ပြောမယ်တရားမှာ80ရာခိုင်နှုန်းကသိကြတယ်ဒါပေမဲ့ကျွန်တော်20ရာခိုင်နှုန်းတော့ကကျွန်တော်ရအတိရမှာတကယ်ဗျဒီချက်ကဒီရောက်ပြီးတော့မပြေဘူးဗျအဲ့ဒီရှိတယ်သူနိုင်ဝင်လိုက်လေအပီးသိတာမပြေဘူးဗျချိုးဝိုင်းနေမှာတက်နေပြေဘူးတာမသိပြေးချက်ကိုပြန်ပြန်တိုက်ကြတာရှိတယ်ကြုံဘူးလားမသိကျွန်တော်အများအပြည့်ကျွန်တော်အောက်ဝိုင်းနေမှာတော်တော်များများကြုံဘူးတယ်အာချက်ကပြေးသွားတယ်အဲ့မှာပြေးလဲဒါပေမဲ့သူတို့နောက်ဝိုင်းနေမှာတိုက်တယ်နောက်ဝိုင်းတိုက်ပြီးသူတို့နိုင်သွားတယ် နိုင်တဲ့ချိန်မှာတော့သူတို့ဝိုင်းယူတက်ချတာတော့ဒါပေမဲ့အဲ့ဒီကမပြေးတဲ့ချိန်ကျွန်တော်ကြုံမှုတယ်နေကိုဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့တကယ်တကယ်မြင်နေတာဖြစ်တဲ့အရာကိုကျွန်တော်ချပြချက်ကဒီမှာပြေးပြီမယ်လို့ဟိုပြေးတဲ့ချက်ကိုဝိုင်းထဲမှာပြန်တိုက်တယ်နောက်ဘက်သူတို့နိုင်သွားတယ်နိုင်တဲ့ချိန်မှာသူတို့ဝိုင်းကြီးသွားတိုက်တယ်ဒါပေမဲ့အဲ့ဒီရရောက်တော့အဲ့ဒီကမပြေးတော့ဘူးဗျအဲ့ဒီအဲ့ဒီအတိအကျကိုသူတို့ဘယ်လိုမှမရှိရရှိအချက်တကူပဲဒါမျိုးချက်အယိုးရသွားရင်တော့ကြောက်ရတယ်ဗျ တို့အဲ့ဒီရောက်သွားရင်တက်ကတော့ငါးစားခုပလိုက်တယ်ဒါပေမဲ့လက်ထဲမှာတောက်ကူးလိုက်တဲ့အချိန်မှာအဲ့ဒီရောက်သွားရင်အဲ့တက်ကအယိုးအယိုးပေါ်တော့အဲ့တက်က မခွတ်တော့အဲ့ဒီရောက်သွားရင်တက်ကအဲ့မခွတ်တော့အဲ့အားတော့ကျွန်တော်တို့အယိုးကအဲ့လိုဒါပေမဲ့လို့တချို့တက်တကြလည်းပြောမရဘူးသူတို့ပြင်းသူတို့ဒီရင်ပြင်းရဲ့မပြင်းရင်ပြင်းမပြင်းဘူးကျွန်တော်ပြောနေတဲ့တာကအဲ့အားပဲသူတို့စိတ်တွေကျွန်တော်ဝင်းကြည့်လို့မရဘူးဒါပေမဲ့လို့သူ့ရောက်လို့ဟိုသူ့ရောက်လို့ပြေးရတော့ကျွန်တော်တို့80ရာခိုင်နှုန်းကတော့တကယ်ပြေးတယ် နှစ်ဆက်ရခိုင်လုံးချက်ကတော့မပြေဘူးချက်ကခံမန်းလို့မရဘူးเนาะအဲ့လိုအဲ့လိုပေါ့နော်ကျွန်တော်ပြောချင်တာလေးဒါလေးကိုကြိုက်တဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးမှတ်ထားပါအောင်၄၃၅၃၉၅၈ကျွန်တော်ဘိုင်းပါမှာအတူတူညီကိုတို့စာပြန်ပေးပါတယ်ကျွန်တော်အဓိကပြောချင်တဲ့မက်ဆေ့ကတော့ချက်တွေကိုဒီကနေ့ပြေးသွားတယ်တချို့ကျွန်တော်ဝိုင်းတွေမှာပြန်ခိုင်းတယ်အဝိုင်းတွေကိုပြန်ခိုင်းတယ်အဝိုင်းတွေမှာအချက်ကနိုင်သွားတယ်နိုင်ပြီးတော့တေချာပေါက်နောက်ဝဲတွေမှာတိုင်တိမပြေးတာများတယ်ဒါမှမဟုတ်အရိုးတွေကတော့ ူတွေရောက်ရင်တော့ပြေးတယ်ဗျသေချာတယ်သူတို့ခုခွင့်ရလဲလက်ထဲမှာကောက်ကူးလိုက်တယ်